ဆရာလင်းညိုတာရဂျိုဒင်ဟောထားတဲ့2024ခရဲကဟော့ကိတ်များဟာထူးဆန်းစွာနဲ့အမှန်တကယ်ဖြစ်လာပရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင်ထူးထူးခြားခြား channel ကနေကြိုဆိုလိုက်ပါတယ်2025ခုနှစ်အတွက်မြန်မာနိုင်ငံကြီးဤကံကြမ္မာဟော့ကိတ်ဆိုပြီးလင်းညိုတာရကသူ့ရဲ့ social media အကောင့်ကနေတင်ပြထားပါတယ်တဲ့အဓိကကြတဲ့နိုင်ငံရေးအကျဉ်းသားအမြောက်အများလွမြောက်လာပါလိမ့်မယ်အချို့သောအကျဉ်းသားများကတော့လွမြောက်ခါနီးအကျဉ်းတော်တွင်မှတွင် ကွယ်လွန်အနှိမ့်ရှာရောက်ကြရပါလိမ့်မယ်။နှစ်2025မှာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ဆောင်ရွက်တာတွေရှိလာပါလိမ့်မယ်။အဲ့ဒီရွေးကောက်ပွဲကြောင့်နိုင်ငံရေးအရေးရှုပ်ထွေးမှုများစွာဖြစ်ပေါ်လာပြီးထိုရွေးကောက်ပွဲကြောင့်ပဲဗက်ကွဲမှုများစွာဖြစ်ပေါ်လာပါလိမ့်မယ်။၃မြန်မာနိုင်ငံအရှိတ်အချမ်းမှာအလွန်အမင်းပြင်းထန်သောတောင်ပြိုခြင်းမြေပြိုခြင်းငလင်းလှုပ်ရှင်းများဖြစ်ပေါ်လာတတ်ပြီး2025ရဲ့အကြီးကျယ်ဆုံးသောမြေနဲ့ပတ်သက်တဲ့ကပေးကြီးဖြစ်ပေါ်လာတတ်ပါတယ်။ လေအရင်နှစ်များစွာကစစ်မှတ်ပြင်းထန်ခဲ့တဲ့နေရာများမှာစစ်မှတ်များအကင်းမလွတ်လာပြီးစစ်မှတ်မဖြစ်ခဲ့တော့နေရာများမှာစစ်ကြီးစွာဖြစ်ပေါ်လာပါလိမ့်မယ် ငါကမ္ဘာလုံးဆိုင်ရာဥပဒေတစ်ခုဖြင့်မြန်မာနိုင်ငံကို ထိရောက်သောတရားစီရင်မှုများစွာဆောင်ရွက်လာပါလိမ့်မယ်။6/2025ဟာ2024ထက်အလွန်အမင်းစစ်ဘေးသရောက်မှုအများဆုံးနှစ်ဖြစ်လာပါလိမ့်မယ်။ခုနှစ်ရခိုင်ပြည်နယ်ဒီပထမဆုံးလွတ်မြောက်နယ်မြေဖြစ်ပေါ်လာပြီးကိုယ်ပိုင်ဥပဒေအသစ်များကျင့်သုံးလာမယ့်ပြည်နယ်ဖြစ်လာပါလိမ့်မယ်။2025မှာရခိုင်ပြည်နယ်နိုင်ငံခြားရေးရာရောစီးပွားရေးကိုတန်ခင်းတမန်ခင်းရောပြောင်းလဲမှုအများဆုံးနှစ်ဖြစ်ပါတယ်။ရှေ့ နှစ်အတော်တန်ကြာစပီးအောင်လှုပ်ရှင်းမှလွယ်ပြီးဘာမှထူးထူးခြားခြားမလုပ်ပေးခဲ့တဲ့နိုင်ငံမြန်မာ2025မှာတိတိတသားမြန်မာအရေးကိုပါဝင်ပတ်သက်လာပါလိမ့်မယ်။ကိုမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုလို့သတ်မှတ်ခံထားရတဲ့ယဉ်ကျေးမှုအဆောက်အဦတွေ၊နေရာဒေသတွေ၊တဘာဝကြောင့်ရောလူတို့ကြောင့်ရောအများပြားပျက်စီးပါလိမ့်မယ်။တစဲစစ်ကောင်စီရဲ့အ धिक အတွင်းမိုင်းတရင်များအထိအတိုက်ခိုက်ခံရမှုများပြားလာပြီးရာတို့ကြီးပိုင်းများပပြောင်းမှု နေရာရွှေ့ပြောင်းမှု ကွယ်လွန်နှိမ့်ချရောက်မှုများအချင်းချင်းလှုပ်ရမှုဖြစ်ပွားမှုများတော့နှစ်တနည်းဖြစ်လာပါလိမ့်မယ်၁၁၂၀၂၅မှာနိုင်ငံစည်းပွားရေးဟာ၂၀၂၄ထက်ပိုမိုကျဆင်းစေရပြီးပြည်တွင်းလုပ်ငန်းအများပြားရပ်ဆိုင်မှုပိုမိုများပြားလာပါလိမ့်မယ်ကောင်းသောလုပ်ငန်းတွေထက်မကောင်းတဲ့လုပ်ငန်းတွေပိုမိုတွင်ကျလာပါလိမ့်မယ်စနေမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးအရာ ရေးပါတဲ့ရာထူးကြီးပိုင်းပုံကူများ ဘယ်နှစ်ခုလောက်မှပုံကူများဟာအ ਨੇ ဆုံးလူ၃ဦးတမယိုးကြကျမရေးအရာတမယိုးကြမဟုတ်တဲ့ကံအရာရောကွယ်လွန်ပါလိမ့်မယ်၃အွန်လိုင်းစီလီလို့လူသိများနေတဲ့နမကြီးပုံကူတွေကွယ်လွန်အိမ့်စရောက်မဲ့နှစ်တစ်နှစ်ပါ၁၄ကိုဗစ်ကဲ့သို့ရောဂါတစ်ခုကိုခံစားရတာမဟုတ်တော့လဲကိုဗစ်လောက်ပျက်စီးဆုံးရှုံးမှုမများတတ်ပါ 55အရာဝတီတိုင်းတစ်ခုလုံးအတွက်အရန်ရှုပ်ထွေးတဲ့နှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်16မြန်မာနိုင်ငံရဲ့ထိပ်တန်းရန္နာဆိုင်တစ်ခုအကြီးအကျယ်ပျက်စီးလူကိန်းအထိပြဿနာကြီးဖြစ်ပေါ်တက်ပါတယ်စသည်ဖြင့်သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေတင်ထားခဲ့တာပဲဖြစ်ပါတယ်ဂျန်နယ်ချက်လက်တွေကတော့မှန်ကန်လားမလားဆိုတာကိုထူးထူးခြားခြားပြစ်တက်ကြီးတို့ပြောပြခဲ့ကြပါအောင်နော်